ောမတွေလည်းအေရကတက်တော်ကတောကုန်းကိုဓာတ်လိုက်တယ်လို့မျိုးညည်ရီတွေဝဲပြီးတော့ငိုပြီးလောက်ပြီးထင်ပါတယ်မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့အေအာရခတက်တော်နဲ့ရခိုင်ပြည်သူလူထုအတွက်မပြည့်ပြတ်သေးတဲ့စိန်ခေါ်မှုတရက်ကိုပြောပြတော့မှာဖြစ်ပါတယ်မပြောပြခင်မှာ ။အင်္ဂလိပ်နိုဝင်ဘာ14ရက်နေ့ကရခိုင်ပြည်နယ်ကြောက်ဖြူမြို့မင်းပြင်းရွာစကမ်းမှာမိုးလေဝသစကမ်းမှာအဲစိတ်တက်ကနိုင်ရပြီအထင်နဲ့ဝါရဖြန့်မှုဓာတ်ပုံရိုက်နေတဲ့အချိန်မှာပဲအေအာရခတက်တော်ကလက်နက်ကြီးနဲ့ချိန်တိုအတွင်းပြစ်ခတ်နိုင်ခဲ့တဲ့ဗီဒီယိုကိုတရှိပြီးတော့ပြီလို့ထင်ပါတယ်။ဗီဒီယိုမှာတော့ဂျမစစ်တက်ကစစ်သားတွေအကုန်လုံးပျက်ပြဝတ်သွားခဲ့ရကိုလေတော်လည်းဘက်ကလူတွေမြင်ပြီးတော့ပြီလို့ထင်ပါတယ်။ဝမတွေလည်းအေအာရခတက်တော်ကတောကုန်းကို ရိုက်လိုက်တယ်လို့မျိုးညရည်တွေဝဲပြီးတော့ငိုပြီးလောက်ပြီးထင်ပါတယ်မြန်တရီဝရီယာနဲ့တိုက်ခိုက်နိုင်တဲ့ AR တစ်ခါတက်တော်အတွက်ဂုဏ်ယူပါတယ်လို့ပြောချင်ပါတယ်အဲဗီဒီယိုမှာဆိုရင်ဂုဏ်ယူဝင်ကြောစာနဲ့နော်ဂျမ်ဘတ်စစ်တပ်ဘက်ကစစ်သားတွေကအပြေးလောတန်းစီကြတာဒီအလူအိမ်မှာအဲ့တရီရောက်လာတယ်လို့မျိုးတန်းစီကြတာအဲမဲ့မွင်းကားတွေတော့ကျွေးလိုက်တယ်ပေါ့ဗျာသိရမလားအဲ့ဒါမင်းအဲ့လိုမပြောနဲ့လေကွာ ဒီအချိန်ခဏလေးအတွင်းမှာအရကတက်တော်ကဒနကြီးနဲ့ကွတ်တိပြည့်အောင်အဲကွတ်တိထိအောင်ပြည့်နိုင်တယ်ဆိုတော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးအဲ့အတွက်လည်းတကယ်ချီးကျူးဖို့လည်းကောင်းပါတယ်ပေါ့ချိန်မှာရှေ့ကမှာဆိုရင်ဒီဒေါ်လာရေးတစ်ဖွဲ့တွေအတွက်သတင်းကောင်းတွေအများအားကြားရတယ်ပေါ့အရှိဗီဒီယိုမှာဆိုရင်တော့ဒီပူပန်ချဲတို့အဲမော်တော်မော်တော်မျိုးသိန်းတိုက်ပွဲတို့မှာဆိုရင်တော့ဒီတုံမန်းတွေကိုအိတ်ခိုင်းတဲ့အဆင့်ပဲချော့သိတဲ့အဆင့်ပေါ့ချော့သိတဲ့အဆင့်ပဲရှိသေးတယ်ဒါပေမဲ့ AR ကတက်တော်ကတော့ဒီ ချော့သိတဲ့အဆင့်ကိုကျော်လွန်ပြီးတော့မှရိုက်သိတဲ့အဆင့်ဖြစ်သွားတယ်လို့ပေါ့။တချင်းအုပ်လိုက်ကြီးကိုလုံးဝငြိမ်ပြီးတော့အိပ်ပျော်သွားတာနော်။အဲတရွတ်တိုက်တွေပါဆွဲရတာဘုံမတွေလည်းကြည့်ဖို့ကြည့်ကြည့်ဖို့အားတော်မှရှိရလားတော့မသိဘူးတရုတ်တိုက်တွေတယောက်ချင်းစီကိုဆွဲထုတ်သွားရတယ်မြင်ရတယ်ပေါ့ nice ရေရဲ့လက်နက်ကြီးနဲ့ပတ်သက်ပြီးတော့လက်ကျင့်ဆွမ်းရည်တွေအကုန်လုံးကတော့တကယ်ကိုချီးကျူးစရာကောင်းပါတယ်အချိန်တိုလေးတွင်းမအောင်လုံးဝကွက်တိကြအောင်ပြင်နိုင်ခဲ့တာပေါ့နော် ဒီစစ်ခွေးတွေကနိုင်ရပြီအထင်နဲ့ဝင်လာတဲ့အချိန်မှာပဲလုံးဝ surprise တိုက်နိုင်ခဲ့တာပေါ့တကယ်တမ်းကစစ်ပွဲမှာဆိုရင်ဒီဘုံမတွေမသိတာကြတော့ဒီခြေတိုးတိုင်းလဲနိုင်တာမဟုတ်ဘူးစုပ်ပေးတိုင်းလဲဟိုစုပ်ပေးတိုင်းလဲအကောင်းစုပ်ပေးတာမဟုတ်ဘူးပေါ့တကွင်းထဲတွင်းလိုက်တာလဲဖြစ်နိုင်နေပေါ့နော်အဲကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေလဲဒီဗီဒီယိုကြည့်ပြီးတော့အတူယူစီရအဖြစ်ပြက်လို့အင်မယ်လို့ထင်ပါတယ်အဲဒီစစ်ပွဲတစ်ပွဲမှာဆိုရင်တကယ်တမ်းဟို ဟိုတရင်ဥဘိုးကလည်းရန်အရေးကြီးတယ်လို့ပြောဇာတိဥတုအငိုက်လူအငိုက်ဒီဟိုမြေနေရာ location ဟိုလက်နက်ခဲရန်အားနေချက်အဲ့ဒီအငိုက်တွေကိုလည်းစောင့်ကြည့်ဖို့လိုအပ်တယ်ဆိုတာကိုလည်းမြင်လိုက်ရတယ်ပေါ့နော်ကျွန်တော်တော်လိုင်းတော်လိုင်းဘတ်တော်သားတွေဒီအပိုင်းမှာအတင်းကောင်းနေနဲ့ဖြတ်တန်းနေရတဲ့အတွက်လည်းတကယ်ကိုဝမ်းသာမိပါတယ်ဒီဝမ်းသာစရာအကြောင်းကိုပြောပြပြီဆိုတော့ရခိုင်ပြည်သူလူထုနဲ့အေအာရခတ်တက်တော်အတွက်မပြီးပြတ်သေးတဲ့စိန်ခေါ်မှုတရက်ဆိုတာကိုဆက်ပြောသွားပါမယ်ဂျမ်ဘတ်စစ်တပ်ကတော့ ဟိုအကြမ်းမဆက်ဘက်စစ်တပ်ရဲ့လုံမာမှုတွေကိုတော့ပြည်သူတွေသိပြီးသားဖြစ်ပါလိမ့်မယ်။ဒီကောင်တွေကလူအားညံအားနဲ့မနိုင်ဘူးဆိုရင်တောင်မှအလူမျိုးရေးသွေးခွဲမှုတွေဘာသာရေးရပြိပခတွေကိုဖန်တီးလေးရှိတာကတော့ပြည်သူတွေအများအားခံစားနေရဖြစ်ပါတယ်။ဒဂိုင်းအားရခတ်တက်တော်ကိုဒီအကြမ်းမဆက်တပ်ကစစ်တိုက်တာမှမနိုင်တဲ့အချိန်မှာရိုဟင်ဂျာတွေကိုရိုဟင်ဂျာလူငယ်တွေကိုဆွေးဝှေ့ဆော်နေဝတ်ပြီးတော့တည်တနံပေးတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာတဲ့အခါကြားရပါတယ်။ဒီနီးလန့်က AA ကိုတိုက်ရိုက်တိုက်ခိုက်ခြင်းထက် တခိုင်နဲ့ရိုဟင်ဂျာဒီလူလူမျိုးရေးတိုင်းဝိုင်းကြားမှာပို့ပြီးတော့တင်းမာမှုတွေမြင့်တက်လာအောင် လုပ်တယ်လို့ပဲပြောရမှာပါအာရကတက်တော်ရဲ့ပြောကြားချက်မှာတော့ဒီရိုဟင်ဂျာလက်နက်ကင်တွေကစကားမရဲ့အကူအညီနဲ့အေရဲ့တိုက်ခိုက်မှုနဲ့ဒီနေမြရှင်းလင်းရေးတွေမှာနှောက်ယှက်ပေးနေတယ်လို့ပြောပါတယ်ဒီအာစာအာဆိုလို့လို့လက်နက်ကင်ဖွဲ့စည်းတွေကဒီစကားမရဲ့အကူအညီနဲ့အေအေကိုတော်မှပြစ်မှတ်ထားတိုက်ခိုက်တာမျိုးတွေရှိလာတယ်လို့လည်းပြောပါတယ်အဂျမ်မစစ်တပ်က A ရဲ့အင်အားကြီးမားလာမှုကိုထိန်းချုပ်ဖို့အတွက်ရိုးရင်းကြားတွေကိုကြားခံအဖြစ်အသုံးချနေတာဖြစ်ပါတယ်။ဒီ AR ခတ်တက်တော်ကစည်ရေးအရနေမြေမှာအောင်မြင်မှုတွေရှိနေပေမဲ့ဒီအချမ်းမဲ့စစ်တပ်ရဲ့လူမျိုးရေးပြိပခဘာသာရေးပြိပခတွေဖန်တီးတတ်တဲ့ဟိုဒုံမှမှုကြောင့်ပေါ့နော်။ဒီအုပ်ချုပ်ရေးနဲ့နိုင်ငံရေးဆိုင်ရာတွေစိန်ခေါ်မှုတွေကိုပါဖြည့်ရှင်းရတော့မှာဖြစ်ပါတယ်။ဒီချိန်တွေကိုပြောရမယ်ဆိုရင်အချမ်းမဲ့စစ်တပ်ကတိုင်မဲ့ဖြစ်တဲ့ A ကိုတိုက်ခိုက်ရမှာအရင်က တန်သူဟောင်းဖြစ်တဲ့အာစာကိုအခုချိန်မှာမဟာမိတ်အဖြစ်ပြန်လည်အသုံးပြုလာတာ ဖြစ်တယ်။အဲဒါကြောင့်ဒီရခိုင်ပြည်သူလူထုနဲ့အေအာရခတ်တက်တော်အတွက်စိန်ခေါ်မှုတရက်ဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ဗီဒီယိုကိုဆုံးသတ်ပြရစီခင်ဗျာ။ဗီဒီယိုကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့။